အားလုံးပဲမင်္ဂလာပါရေဝရှမ်းလီမှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မတ်လ9ရက်နေ့ဒီကနေ့မှာကျွန်တော်မိဘတွေကိုအတိပေးစရာအချက်ခုရှိပါတယ်အဲ့ဒီတိပေးရအချက်ကတော့လူစင်မမီတဲ့မာလာဂျပုကောင်ဘီလာရုကိုဘာကြောင့်သွားတာလဲဆိုတဲ့နောက်ွယ်ကအကြောင်းကျွန်တော်မိဘတွေကိုအတိပေးတော့မှာဖြစ်ပါတယ်နောက်တစ်ခြင်းတစ်ခုမှာတော့လက်ရှိတိုက်ပွဲတွေအတွင်းတွင်းမှာ ဒီလိုလက်နက်ကင်အဖွဲ့တွေပါဝင်လာပြီဆိုတဲ့အကြောင်းတင်ပြပေးမယ်။နောက်ဆုံးမှာတော့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေအတွက်အထူးသတိပြုရမယ်အကြောင်းတွေကိုတင်ပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရကြည့်ရှုဖို့ကျွန်တော်အမိဘပြည်သူရဲဘော်ရဲဘတူးချင်းစီတိုင်းကိုဒလေးစာဖိတ်ခေါ်လိုက်ပြစေ။အကျွန်တော်ဖက်စစ်ခွေတက်ရဲ့စစ်မှုဒဏ်ဥပဒေအောက်မှာကျွန်တော်တို့မိသားစုတွေကျွန်တော်တို့ရဲ့လူငယ်တွေတော်တော်လေးကိုဒုက္ခရောက်ရှိနေကြပါတယ်။ အဲ့ဒီအဖြစ်အပျက်တွေတဲကတခုကိုကျွန်တော်တင်ပြခြင်းပါပဲတရက်မြို့နယ်မှာတားဖြစ်သူစစ်မှုထမ်းပါသွားတဲ့အတွက်အဖေဖြစ်တဲ့သူကိုကိုကိုတတ်သိသွားတဲ့ဖြစ်စဉ်မတ်လ၄ရက်နေ့ကဖြစ်သွားခဲ့တာပါဟုတ်ကဲ့ပါမကွေတိုင်းတရက်မြို့နယ်ဝကုံရက်ကွက်တွင်မှာတားဖြစ်သူစစ်မှုထမ်းပါသွားတဲ့အတွက်ဖေဖြစ်တဲ့သူတတ်သိသွားတာပါဒီလိုမျိုးတင်းတွေကျွန်တော်တို့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းတွေမှာအများကြီးကြားတယ် ဟုတ်ပြီသေဆုံးသွားတဲ့အသက်52နှစ်အရွယ်အဖေဖြစ်တဲ့သူပါတာဖြစ်တဲ့သူ ਨੇ နှစ်ဦးတည်းအတူတူနေကြတာပါတာဖြစ်တဲ့သူကလည်းဖေဖြစ်တဲ့သူကိုလောက်ကန်ရှာဖွေကျင်းမွေးနေတဲ့အခြေအနေပါပြီးတော့အခြားသောဒါသူတို့ရဲ့ဒါဆွေမျိုးတဆက်တဲ့သူတွေကထိုင်းနိုင်ငံမှာလှုပ်လှုပ်နေကြတယ်လို့လည်းသတင်းကြားသိထားရပါတယ်ဟုတ်ကဲ့ပါတာဖြစ်တဲ့သူမရှိတော့တဲ့အချိန်မှာသူကိုတွေးမွေးစောင်းရှောက်မဲ့ သူမရှိတော့တာကအချက်တစ်ချက်ဖြစ်ပါလိမ့်မယ်ပြီးတော့လက်ရှိအကြမ်းဖက်စစ်တပ်ရဲ့ရုံမှာရိုင်းဆိုင်နေတဲ့အခြေအနေကိုတားဖနှစ်ယောက်လုံးလည်းတည်သွားပါလိမ့်မယ်ဆိုတော့အခုလိုမျိုးတက်တေသွားတဲ့ဖြစ်ရက်မျိုးကျွန်တော်တို့မြောက်များစွာကြာတိနေခဲ့ရပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ကြိုတင်ပြီးတော့3 page ပို့ပို့တွေလဲကျွန်တော်မိဘတွေကိုအမြဲတမ်းတင်ဆက်ပေးနေကြပါဟုတ်ကဲ့ပါလက်ရှိ ARE တိုင်းတဲမှာလဲပဲ စမှုဒံဥပရေပါသွားလို့ကိုကိုကိုတတ်တည်သွားတဲ့လူငယ်ငါဦးထက်မနေရှိနေပါကြောင်းနိုင်ငံကျွန်းထဲမှာရှိတဲ့ကျွန်တော်ရဲ့မိသားစုကျွန်တော်တို့ရဲ့ညီကိုမောင်နှမတို့မိမိတို့ကြိုတင် စီစဉ်ရမယ်ကိစ္စတွေကိုပြည့်ပြည့်တသားစီစဉ်ကြပါအလုံးရဲ့အသက်ကအရန်ကိုတန်ဖိုးရှိပါတယ်ဒီလိုခက်ခဲနေတဲ့အချိန်မှာ ျွန်တော်တို့မိမိတို့ရဲ့အသက်ရှင်ရည်တည်ဖို့မိမိတို့အကောင်းဆုံးရွေးချယ်နိုင်မယ်လို့မျှော်လင့်မိပါတယ်ဒါကတော့ဒီကနေ့လက်ရှိကျွန်တော်နိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့အကြောင်းအရာအများကြီးတွေကကျွန်တော်မိသားစုတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ပြီးတော့မိသားစုတွေကိုယ်တိုင်ဖြည့်ရှင်းလို့မရတဲ့ဂျုံထွက်လို့မရတဲ့အခြေအနေတခုကိုပြမဥစွာတင်ပြခဲ့ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရှင်တော့မာလာဂျပူ ဗလာရုကိုဘာကြောင့်သွားတာလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့အတူတူဆွေးနွေးကြရအောင်ပါဗလာရုကိုသူခီးဆက်တယ်ဒါသူတို့ရဲ့ဒါလော်ဘီဒရင်းတွေမှာဒီချဘုကိုခက်ခဲနာနာကြုံဆိုပါတယ်ဘာညာဆိုပြီးတော့အတင်ပြနေတဲ့အကြောင်းအရာချို့လဲတက်လာတာကို ကျွန်တော်တွေ့ရမှာဖြစ်တယ်ဒါဟာလည်းပဲဒါတကယ်သူတို့အတွက်တင်ပြစရာအကြောင်းလေးတစ်ချက်ပေါ့ဗျာ ဆိုတော့ဒီအားလေးကိုပဲသူတို့ကလည်းမျောလင့်နေကြရတာအခြားသောနိုင်ငံတကာပွဲတွေပြီးတော့အခြားသောစီးဆိုင်ရာအခြေအနေတွေပြီးတော့အခြားသောလုပ်ငန်းစုတွေကျွန်တော်တို့နိုင်ငံတွင်းထဲမှာလုံလုံမှအာဏာသိမ်းဖွဲ့နဲ့လာမပတ်သက်တဲ့အချိန်မှာသူတို့ရဲ့နောက်ဆုံးသောကောက်ယူတပြင်းအဖြစ်မလာဂျပူရုရှားကိုတွားပြီးတော့ဟာတလုတ်တဲ့အကြောင်းအရာတွေအခုဘလာရုတ်ကိုဆက်ပြီးတော့သွားတဲ့အကြောင်းအရာတွေ ਨੇ ပတ်သက်ပြီးတော့သူတို့တွေအတွက် ဂုံဖော်စရာကြီးလို့ဖြစ်နေပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရင်ပြီးပါဆိုတော့ရုရှားကိုသွားပြီးတော့ရုရှားမှာကျွန်တော်တို့နိုင်ငံကိုအပေါင်သွားထားခဲ့တယ်ပြောချင်တာကတော့ကျွန်တော်တို့ပြည်သူအလုံးရဲ့လုံအားတွေကိုလွဲသုံးစားလုပ်ခဲ့ပြီးပြီးအခုဘီလာရုကိုသူကြီးဆက်တယ်ဘာကြောင့်ပါလဲရုရှားမှာကျွန်တော်တို့တဝဲရင်းနဲ့စစ်ကံအတွက် contract ချုပ်ဆိုခဲ့ပြီးပါပြီ။ကျွန်တော်တို့ပြည်သူစံနာမပါဘဲနဲ့ပြီးတော့ရုရှားမှာကျွန်တော်တို့ပြည်သူရဲ့စံနာမပါဘဲနဲ့ငွေချေးအပြောက်များကိုတွားရောက်ချေးယူခဲ့ပြီးပြီ။ရုရှားမှာကျွန်တော်တို့ပြည်သူစံနာမပါဘဲနဲ့ကျွန်တော်တို့ပြည်သူကိုတတ်ဖို့အတွက်လက်နက်တွေကိုဒေါ်လာတန်ပေါင်း900ကျော်အကျွေးလဲဝယ်ယူခဲ့ပြီးပြီ။ အခုဘီလာရုကိုဆက်သွားတယ်ဆိုတော့ဘီလာရုကိုသွားတယ်ဆိုတာကဂျေဇာတပ်ဖွဲ့တို့ရဲ့အတွက်ဒီသက်သွားတဲ့တွေ့ဆုံမှုပါဆိုတော့ရုရှားကျွန်တော်တို့ဒါပိုင်တဲ့ area အတွင်းမှာဝါကနာဂျေဇာတပ်ဖွဲ့တွေနဲ့ပတ်သက်ပြီးတော့ဒါအချင်းဖြစ်ပွားမှုပြီးတော့ဝါကနာတပ်ဖွဲ့ဝင်တွေကိုသူတို့ထိလို့မရတဲ့အခြေအနေတစ်ခုအထိဖြစ်သွားခဲ့တာကိုလည်း ကျွန်တော်ရဲ့ဒါဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့မိဘတွေရှင်းနေသတင်းတွေမှာလည်းပဲဒါကြားသိခဲ့ပြီးဖြစ်ပါလိမ့်မယ်အဲ့ဒီအချိန်မှာဝါဂနာရဲ့တပ်ဖွဲ့ဝင်ခေါင်းဆောင်ကိုရုရှားကလုတ်ကြံပြီးတော့အဲ့ဒီတပ်ဖွဲ့ဝင် အောက်မှာရှိတဲ့သူတွေကိုဘလာရုကိုပို့လိုက်ပါတယ်အကုန်လုံးနှိပါးကိုဘလာရုကမှာသွားထားထားတာဖြစ်တယ်ဘလာရုလို့တဲ့နိုင်ငံဟာလည်းပဲရုရှားရဲ့လက်ကင်တို့ရုရှားလက်အောက်ခံနိုင်ငံဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ပုံမှန်တိုင်းသတင်းကိုကြည့်မယ်ဆိုရင်တော့ရုရှားကိုသွားတယ်ဖန်ရန်ထုတ်ခံထားရတဲ့ကျွန်တော်တို့တကဘာလုံးရဲ့ချင်ဖက်နှစ်ကောင်းဘာဖြစ်တယ်ကျွတ်မင်းနဲ့ပုံမင်းနဲ့တွေ့ဆုံဆိုတော့ဘလာရုကိုသွားတယ်ဆိုတာကလည်းသူတို့အနေနဲ့တော့သတင်းကြီးတစ်ခုဖြစ်နေပြီမဲ့ကျွန်တော်တို့အနေနဲ့ကတော့ဒါဟာပုံမှန်ထက် လုံးလုံးမမပူပါဘူး ရုရှားလက်အောက်ခံနိုင်ငံကိုသွားတာဟာကျွန်တော်တို့အတွက်ထူးဆန်းစရာရှိမနေပါဘူးဆိုတော့ရုရှားမှာငွေကြေးချေးပြီးတော့ဘီလာရုမှာသွားပြီးတော့ဂျေးစာဝါကနာတပ်ဖွဲ့ဝင်တွေနဲ့ကိုယ်တိုင်ကိုကြသွားရောက်ဆွေးနွေးတိုင်ပင်ခြင်းဖြစ်တယ်ပြေကရှင်းပါတယ်ကျွန်တော်ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရေမိသားစုဝင်လို့ ကျွန်တော်ပြည်သူရဲ့ဆန္ဒမပါဘဲနဲ့ရုရှားမှာငွေချေးပြီးတော့ကျွန်တော်ပြည်သူကိုတတ်ဖို့အတွက်ရုရှားရဲ့ကြီးစားတပ်ဖွဲ့တွေကိုဘလာရုမှာတွားရောက်တွေ့ဆုံခြင်းဖြစ်တယ်။ဆိုတော့ဒီတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်တို့ဒါတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ရဲ့ရဲဘော်ရဲဘက်တွေအတိပေးလို့တာကဝါနာကြီးစားတပ်ဖွဲ့တွေကိုကျွန်တော်တို့လုံးဝ short တွက်လို့မရပါဘူး။ဆိုတော့သူတို့ဟာ ဒါအစင်မြင့်လေးကျင့်ပြင်ဆင်ပြီးတော့အစင်မြင့်ဒီပညာတွေနဲ့လက်နက်တွေပါတက်ဆင်ပြီးတော့စုပေါင်းပြီးတော့အလုံးလုံးတက်တက်အဖွဲ့စည်းတခုဖြစ်ပါတယ်သူတို့ဟာစည်ရင်းနဲ့ဒီပညာကိုပူးပေါင်းပြီးတော့စနစ်ကြပုံဖော်တက်တက်အဖွဲ့စည်းမျိုးဖြစ်ပါတယ်ဆိုတော့သူတို့လုပ်တဲ့မစ်ရှင်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါလိလာနိုင်တယ်လို့ကျွန်တော်တို့အနေနဲ့အထူးဂရုပြုဖို့လိုအပ်တယ် ကျွန်တော်ယန်သူဟာလက်ရှိအချိန်မှာဒါကျွန်တော်တို့စီမှာသူတို့တွေကြိမ်ဖန်များစွာအရှုံးပေးနေခဲ့ရပြီဖြစ်တယ်။ဒါကြောင့်လည်းပဲသူတို့ရဲ့နောက်ဆုံးသောဖတ်သက်နောက်ဆုံးသောမျှော်လင့်ချက်အနေနဲ့ရုရှားစီမှာတွားပြီးတော့ဟာရတောင်းမှန်တိုးရှိုးကျွန်တော်နိုင်ငံကိုပဲရောင်းစားပြီးတော့သူတို့ရဲ့အသက်ဆက်ဖို့အတွက်ဝကနာခြေသာတပ်ဖွဲ့ဝင်တွေကိုခေါ်ယူဖို့အတီးပြုခဲ့ပါဘူး။ ဆိုတော့ကျွန်တော်တို့ရဲဘော်ရဲဘက်ညီကိုမောင်မတွေနဲ့အထူးဂရုပြုရမှာ ဖြစ်တယ်။ဘာဖြစ်ဖြစ်ရန်သူကိုကျွန်တော်တို့ short တွက်လို့မရဘူး။ဆိုတော့ကျွန်တော်နိုင်ငံကိုဝင်လာတဲ့မြေတိနိုင်ငံခြားတပ်ဖွဲ့ဝင်မဆိုကျွန်တော်တို့ကတော့အရေးကွန်နှွာသွားမှာဖြစ်တယ်။ပုံမှန်ထက်အရေကွန်ကို2ဆ5ဆ10ဆခွာပေးမှဖြစ်တယ်။ဝေစိငရဲကိုဆင်းသွားရင်တောင်မှငရဲမင်းနဲ့တွေ့သွားသည့်တိုင်အောင် မင်းဟာဘယ်လူမျိုးလဲဆိုတာမှတ်တမ်းမကြံအောင်ကိုရုပ်ပြက်ဆင်းပြက်ဖြစ်စေရမယ်ဒါဟာကျွန်တော်တို့လူငယ်အားလုံးရဲ့အတန်ဖြစ်ပါတယ်ဟုတ်ပြီနားဆက်ဆက်ပြီးတော့လက်ရှိကြောက်ဖြူတက်ပွဲမှာတရုတ်လက်နက်ကန်အဖွဲ့တွေပါဝင်နေပါပြီဆိုတော့လက်ရှိကြောက်ဖြူနဲ့ပတ်သက်ပြီးတော့သတင်းတစ်ခုရှိပါတယ်အဲ့ဒီသတင်းကပထမသတင်းအနေနဲ့ အကျမဖတ်စစ်ခွေးငစနူရက်ကွက်ကကောင်တွေသူတို့ရဲ့ဘောမလော်ဘီအဖွဲ့တွေဟာကြောက်ပြူမှာကျွန်တော်တို့အရကတတ်တော်အေးအေးမရှိမလားအလူအလဲခဏရပါတယ်ဆိုတဲ့သတင်းတွေကိုပလူပြန်အောင်ထုတ်ပြန်နေကြပါတယ်ဆိုတော့သတင်းတဲ့ပုံတွေကိုလေ့လာကြည့်လိုက်တဲ့အချိန်မှာတချိန်ကကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေတင်စီခဲ့တဲ့တပ်ပုံမှတ်တမ်းတွေကိုပြန်ယူပြီးတော့သူတို့ကအခုပြန်ပြီးတော့အဲ့ဒီတပ်ပုံတွေကိုအသုံးပြုပြီးတော့ တို့တို့ကြောက်ဖြူမှအရကတက်တော့အေးအေးကိုပြက်ပြက်သားသားချေမုန်းနိုင်ပါတယ်ပြီးတော့လက်နက်ခဲအများပြားကိုသိမ်းစီရမိထားပါတယ်ဆိုတော့လညာမှုတွေကျွန်တော်တို့တွေ့ရပါတယ်ပုံမှန်အတိုင်းမှာပဲတို့စစ်ရှုံးနေတဲ့အခြေအနေတွေဇက်တိုက်များလာပြီးဆိုရင်တော့တို့ရဲ့ဖက်စစ်ခွေးမိသားစုတွေအနောက်မှာကြံတဲ့နတ်စနူကောင်တွေတို့ကိုလည်းမိုတီပေးဟမှာဘူး ဆိုတော့ညမျိုးစုံနဲ့တော့သူတို့တွေလိန်ညာပြီးတော့သတင်းတွေအမှားတွေပြုလုပ်နေတာကိုကျွန်တော်တို့တွေ့နေရပါတယ်ဟုတ်ကဲ့ပါကြောက်ပြူမှာတရုတ်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရောက်ရှိနေပါပြီ။ ဆိုတော့ဘလုပုံစံမျိုးနဲ့ကျွန်တော်တို့သူတို့တွေပါဝင်လာမလဲဆိုတာကကျွန်တော်တို့အနေနဲ့စဉ်းစားစရာမလိုဘူးကျွန်တော်တို့ကတော့ကျွန်တော်တို့ရဲ့မိပင်မှရောက်လာတဲ့မိသူကိုမစို့လုံးလုံးမခွန့်တော့မှမဟုတ်တလို့မိသည့်မျက်နာမှထောက်ထားညှာတာသွားမှမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ပြက်ပြက်သားသားတင်ပြခဲ့ပြီး ပြောဆိုခဲ့ပြီးဖြစ်တယ်ဆိုတော့တရုတ်မှုလို့ရုရှားမှုလို့ ကျွန်တော်တို့မှာမရှိဘူးကျွန်တော်တို့နေဦးတော်လန်ရေးမှာအသားရောင်ခွဲခြားပြီးတော့ဆက်ဆက်မှာမဟုတ်ဘူးနော်ဟုတ်ပြီဆိုတော့အလကားမြေပြင်မှာလက်ရှိအချိန်မှာကျွန်တော် upgrade တင်ကျွန်တော်ရဲ့မိဘတွေကိုပြောပြပေးပါမယ်ကြောက်ဖြူနဲ့အကြမ်းဖက်စစ်ခွေးတက်တွေဟာသူတို့လက်ရှိတဆွဲထားတဲ့ကြောက်ဖြူမျိုးအတွင်းထဲမှာ လောက်ပဲ အသက်ရှူနိုင်ပါတော့လေဆိုတော့အရကတက်တော် AA နဲ့ပူပေါင်းတက်ဖွဲ့ဝင်တွေကစစ်မျက်နှာပြင်အများပြားကိုဖွင့်ထားပါတယ်ဆိုတော့မကြခင်မှာသတင်းကောင်းတွေကြားရောက်ဖို့ရှိပါတယ်လက်ရှိအချိန်ဒီမှာလူစမပီနဲ့မာလာဂျပူဟာကျွန်တော်တို့နိုင်ငံအတွင်းတွေကိုကျွန်တော်ပြည်သူရဲ့ဆန္ဒလုံးဝမပါဘဲနဲ့နိုင်ငံတက်ဖွဲ့ဝင်တွေနဲ့သူ့ရဲ့ ဒါအာနာကိုဆက်ပြီးတော့ဆွတ်ဆက်နိုင်ဖို့ကြိုးစားနေတယ်လို့ကျွန်တော်တို့ဒီအောင်ဖြစ်စဉ်ကိုတေချာသုံးသပ်ခွဲခြမ်းကြည့်မယ်ဆိုရင်မာလာဟာအချိန်ဆွဲနေတယ်လို့မြင်ရနိုင်ပါတယ်ဆိုတော့သူ့ဘက်အချိန်လိုပါတယ်ဘာကြောင့်လဲဆိုတော့အခုအပတ်စဉ်7တရောစင်မူတန်ဥပရိနဲ့အပတ်စဉ်တွေအကုန်လုံးသူတို့တွေအတင်းအဓမ္မသွသွင်းခဲ့ပေမဲ့လက်ရှိသူတို့နိုင်နေတဲ့ စစ်ပွဲဆိုတာမြေပြင်မှာလုံးလုံးမှမရှိပါဘူးဆိုတော့ဒီအချိန်နေမှာသူ့ရဲ့ဒါအချိန်ဆွဲတဲ့နီးညူဟာကိုထုတ်သုံးလာတယ်လို့ကျွန်တော်တို့သုံးသပ်ရပါတယ်သူ့အချိန်ဆွဲလေသူ့အတွက်ပြင်ဆင်ခြင်းပို့ရစီပါဒါကိုကျွန်တော်ရဲ့ဖီလီကိုကြည့်နေတယ်ကျွန်တော်ရဲ့မိဘပြည်သူတွေနဲ့ရဲဘော်ရဲဘက်အပေါင်းအမြဲမပြတ်သတိပြုရမှာဖြစ်ပါတယ် ဟုတ်ပြီဒီနေ့မှာမြင်းင် Black Tiger ကျွန်တော်တို့ဒါသူတို့ရဲ့ Siskan Thana ချုပ်ကနေပြီးတော့ရွှေပေးလိုက်ရတဲ့ဖြစ်စဉ်တစ်ခုကျွန်တော်တို့ကြားသိထားရပါတယ်မြင်းင် Black Tiger နဲ့ပတ်သက်ပြီးတော့ဘိုးမိုက်ခဲလို့ပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့တော်လန်သောမိဘပြည်သူအားလုံးလည်းသိရှိပြီးပါဆိုတော့ဒီအပိုင်းမှာကျွန်တော်ဘိုးမိုက်ခဲနဲ့ဆက်သွယ်ပါမယ်ပြီးတော့အသေးစိတ်ကိုကျွန်တော်သူနဲ့ဆွေးနွေးပါမယ်ဆိုတော့အခုတော့ပြောချင်ပါတယ် ကျွန်တော်မိပါတွေကိုလက်ရှိသတင်းမီဒီယာအထက်မှာထွက်ပေါ်နေတယ်ဒါမင်းရဲ့ black deck ကရဲ့ဌာနချုပ်ကြီးကိုကျွန်မဖက်စစ်ခွေးတပ်ကအင်အားအလုံးအရင်းနဲ့လေချောင်းကပစ်ကူတွေနဲ့ဝင်ရောက်စီးနင်းတိမ့်ပိုက်လိုက်ပါကြောင်းပါညာဆိုပြီးတော့သတင်းတွေမှာလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါကိုကျွန်တော်ရှင်းပြခြင်းလားကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမှာဒီနေ့အချိန်ထိကျွန်တော်တို့မှာဌာနချုပ် နေရတတိကြမထားရှိတာပေါ့ကျွန်တော်ကတော့ဖွင့်လင်းပါတယ်ဟုတ်ပြီတော်မန်းရဲ့ပြည်သူ့ကော်မတီတပွဲဝင်တွေရဲ့ဌာနချုပ်ပဲမှာလဲနေရာတိုင်းကကျွန်တော်တို့ရဲ့ဌာနချုပ်ပါကျွန်တော်တို့တက်ခဲ့သိမ့်ပိုက်ပြီးတဲ့နေရာအချမ်းဖက်စစ်ခွေးတက်ဆွဲခဲ့တဲ့နေရာအဲ့လားတူကကျွန်တော်တို့ရဲ့ဌာနချုပ်ပါထပ်ပြီးတော့ပွင့်လင်းလာပြောမယ်ဆိုရင်တော့ဒါအညာသူညာသားတွေရဲ့ဌာနချုပ်ကအညာမြေပါ ကျွန်တော်တို့ရဲ့ဌာနချုပ်ကရန်ကုန်မှာဖြစ်တယ်။ထို့နည်းကောင်းမဲ့မန္တလေးသားတို့ရဲ့ဌာနချုပ်ကမန္တလေးမြို့ပေါ်မှာဖြစ်တယ်။ဆိုတော့ကျွန်တော်မိဘတွေတရင်ကိုကြည့်တဲ့နေရာမှာကျွန်တော်ခွဲခြားစိတ်ဖြာဖို့ရည်ကြည့်ပါတယ်။ဒီအချိန်မှာကျွန်တော်တို့တိုက်တာရှိတယ်ကျွန်တော်တို့ဒါအချိန်ကြီးရရပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ခွာပေးလိုက်တာတွေလည်းရှိတယ်အဲ့ဒါကနေရာတိုင်းမှာရှိတယ်ကျွန်တော်ပြပါလက်ရှိကျွန်တော်တို့ကို၌တိမ့်ခဲ့ဘူးတဲ့စကန်ပေါင်းမရေတွက်တော့မရေတွက်နိုင်တော့ဘူးဆိုတော့စကန်ကိုတိမ့်မယ်အဲ့ဒီမှာအထိုင်ချလာတဲ့မစလူခွေးကောင်တွေကိုမီးဖုတ်မယ်ပြီးတော့အဲ့ဒီစကန်မှာကျွန်တော်တို့ထိုင်စရာမလိုတဲ့အခြေအနေတွေရှိတယ်ကျွန်တော်ပြပါဆိုတော့စကန်ကောင်းမှာထိုင်မယ်အဲ့ဒီမြူဝါကောင်းမှာမှာထိုင်မယ်လက်နဲ့ကြီးကောင်းမှာထိုင်နေပြီးတော့အကြမ်းဖက်စစ်ခွေးတက်လေတက်ကလေချောင်းကဘုံလာကျဲတာကိုကျွန်တော်တို့ကငုတ်တုတ်ထိုင်ပြီးတော့ မျောနေရမှာလားကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ညီကိုမောင်မမြင်အောင်ကြည့်ပေးပါဒါဟာစီးဖြစ်ပါတယ်ဒါဟာအချီးမဟုတ်ပါမျောလင့်နေလို့မရဆိုတော့ကိုသိမ့်မိသားနေရာမှာငုတ်တို့ကြီးထိုင်ပြီးတော့အဲ့ဒီနေရာမှာတက်ဆွဲနေလို့ရောကျွန်တော်တို့တော့ဘာရလာမလဲကျွန်တော်တို့ရှင်းတယ်ကျွန်တော်တိုက်တယ်ပြီးသွားရင်အဲ့ဒီနေရာကိုကျွန်တော်တို့ဆိုးမှုအေရီယာကာကင်းပုံစံမျိုးနဲ့ကျွန်တော်တို့ဆက်ပြီးတော့ရှေ့ကိုတိုးတယ် ကျွန်တော်တို့တိုက်ထားတဲ့နေရာကျွန်တော်တို့အဲ့ဒီနေရာမှာကျွန်တော်တို့ဌာနချုပ်လည်းထားကြမလို့ကျွန်တော်တို့စခန်းလည်းတိဆောက်စရာမလိုဘူးလက်ရှိအခြေအနေကျွန်တော်တို့ရွေးရှားစစ်စင်ရေးနဲ့ပန်းနေတဲ့စည်ရပုံစံအရာကျွန်တော်တို့မှာဌာနချုပ်ဆိုတာကကျွန်တော်တို့ရဲ့တိမ့်ပိုက်မဲ့အဓိကမြို့ကြီးတွေမှာဒါဌာနချုပ်လုပ်မှာဖြစ်တယ်ဆိုတော့မြင်းရဘလက်တိုက်ကရဲ့ထိုင်စခန်းဌာနချုပ်ကြီးကိုအချက်မဲ့ဖက်စစ်ခွေးတက်ကတာလွန်အင်အားတွေနဲ့ ခြေမုံတိုက်ခိုက်ပြီးတော့တင်းယူသွားတယ်ဆိုတော့ကျွန်တော်မိပါတယ်စိတ်ပူနေမှာဆိုလိုပါကျွန်တော်တို့စောက်တဲ့တဲလေးတွေကဝါရှိတဲ့နေရာဆိုရင်ဝါတက်ကဲရှိတဲ့နေရာဆိုရင်တက်ကဲဒဏိရှိတဲ့နေရာဆိုရင်တော့ဒဏိမိုးပေါ့ဒါတွေကိုလည်းအဆင်မပြေဘူးဆိုရင်တော့တာလဘတ်ပဲ ဆိုတော့တကယ်တော့ကျွန်တော်တို့ဒါစောက်ခဲ့တဲ့စကန်ပေါင်းစကန်ပေါင်းဒါဘွားလိုက်ပေါင်းဘွားလက်ပေါင်းဆိုရင်ကျွန်တော်ကိုယ်နိုင်အခုချိန်ထိတောင်မရည်နိုင်ဘူးကျွန်တော်ရမိပါဆိုတော့ကျွန်တော်တို့စကန်ကိုလာတယ်ကျော်စကန်ကိုတိုက်တယ်မီးရှို့ရှို့ဘုံချဲချဲပြဿနာမရှိဘူးကျွန်တော်တို့ရဲ့လက်နက်တွေနဲ့ကျွန်တော်တို့သတင်းကြိုတင်ရရှိမှုနဲ့အတူကျွန်တော်တို့ခွာပေးလိုက်ယူမယ်ပြီးတော့မှကျွန်တော်တို့ပြန်ပြီးတော့အဲ့ဒီနေရာကို viewer အရာကျွန်တော်တို့ရဲ့ဒါပူပေါင်းတစ်ဖွဲ့ဝင်နေတယ်ဘယ်လိုမျိုးလုတ်ကင်ဆောင်ရမလဲဆိုတာကကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ် အရန်ကိုရေတိုးဝင်နေခြင်းရင်မြောင်းလေးဖောက်ပေးလိုက်ကြုံပါပဲကျွန်တော်ဟင်မိပါဆိုတော့အချို့သတင်းမီဒီယာတွေနဲ့လက်ရှိအချိန်မှာကျွန်ဖက်စစ်ခွေတက်ဟာဒါဝေခင်ကနေပြီးတော့လက်နက်ကြီးတွေနဲ့ဘုံကျဲပြီးတော့တရက်ဆက်ကျွန်တော်ပြည်သူကိုနေစဉ်တပ်ဖြတ်နေတဲ့သတင်းတွေလည်းကျွန်တော်ဟင်မိပါကြားသိပြီးဖြစ်မှာပါထုံလီကောင်းမယ်သူတို့ကမြေပြင်မှလုံးဝစစ်မနိုင်တော့ဘူးဆိုတာကိုသူတို့တက်ကောင်းကောင်းသိတယ်ဆိုတော့အဲ့ဒါကြောင့်လည်းပဲကျွန်တော်တို့လေကြောင်းကပြစ်ကူမျိုးစုံနဲ့ စက်တက်လေးရွေးတွေပါအပါဝင်လက်နဲ့ကြီးတွေနဲ့ပြစ်ချပြီးတော့အဲ့ဒီနေရာကိုသူတို့တွေခြေမုံရေးလုတ်တဲ့ပုံစံမျိုးကို ကျွန်တော်တို့တွေ့မြင်ခဲ့ပြီးဖြစ်တယ်ဒါဟာကျွန်တော်တို့အတွက်မထူးဆန်းတော့ဘူးဆိုတော့သူတို့အလောက်ထိသုံးမြင်တဲ့အလောက်ထိလေရင်စီတွေလည်းပေါင်းနေတော့အလောက်ထိလက်နက်ကြီးကြီးတွေပေါင်းနေတယ်ဆိုရင်လည်းပဲကျွန်တော်တို့အနေနဲ့ခွာပြီးလိုက်ရုံပါပဲ အဲ့တက်ဘာမှပို့ပြီးတော့မထူးခြားတော့ပါဘူးဆိုတော့ဒါလေးကိုကျွန်တော်မိပါတွေသဘောပေါက်ပြီလို့တော့ကျွန်တော်ညှောလင့်ပါတယ်ဟုတ်ကဲ့ပါလက်ရှိအခြေအနေမှာအကြမ်းမဖက်စစ်ခွေးတက်ဟာနေရာတော်တော်များများကိုလက်နက်ကြီးတွေနဲ့လေရင်တွေနဲ့ဝေဟင်ကိုစိုးမိုးပြီးတော့မှသူတို့တွေစစ်ချီနေကြတဲ့ပုံစံကိုထပ်ပြီးတော့မြင်တွေ့နေရပါတယ်ဒါသူတို့ဘလောက်သုံးနိုင်ပြီလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်နေကြပါတယ်ဟုတ်ကဲ့ပါ ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေကကျွန်တော်တို့ဟာလက်ရှိကျွန်တော်တို့ပြန်ဂျင်းဆိုင်နေရတဲ့အုပ်စုတစ်ခုတည်းမဟုတ်ဘဲနဲ့အဲ့ဒီခွေအုပ်စုတက်ရှင်မှုအတွက်တို့ရဲ့အကျိုးစီးပွားတွေနဲ့ဆက်နွယ်ပြီးတော့ကြားခံပေးနေတဲ့သူတွေနဲ့ပါကျွန်တော်တို့ရင်ဆိုင်နေရတာဖြစ်တယ်ကျွန်တော်ကတော့သဘောကျပါတယ်ရှင်းရရှိဒီချိန်ထဲမှာပဲရှင်းလိုက်ပြီ ်ဆိုတော့ကျွန်တော်ပြည်သူဘယ်သူကောင်းတယ်မကောင်းဘူးဆိုတာအားလုံးမြင်တွေ့ပြီးပါပြီဟုတ်ပြီဒီကနေ့ရဲ့ဒီကုန်းကျုပ်အနေနဲ့ပြောရမယ်ဆိုရင်အကြမ်းဖက်စစ်ခွေတက်ဟာစစ်မတိုက်တက်လို့လားဒါမှမဟုတ်မတိုက်ရဲတာလားဒါမှမဟုတ်လက်နက်မပြည့်စုံလို့လားမဟုတ်ဘူးကျွန်တော်မြင်ပါသူတို့စစ်မတိုက်နိုင်တာမဟုတ်ဘူးစစ်မတိုက်တက်တာလည်းမဟုတ်ဘူးလက်နက်မရှိလို့လည်းမဟုတ်ဘူး သူတို့စစ်ရှုံးနေတာကကျွန်တော်တို့ပြည်သူရဲ့မြစ်တာစူးနေတာကြောင့်ပါပြည်သူရဲ့တစ္ဆာစူးနေတဲ့လက်ရှိအကြမ်းဖက်ဖက်စစ်ခွေးတက်စစ်ရှုံးနေတာကိုကျွန်တော်တို့ကာဝေးတပ်ဖွဲ့ဝင်တွေနဲ့ဤအောင်တပ်ဖွဲ့ဝင်တီးတီးဟာတင်ငန်းစာ အနေနဲ့ယူတတ်ရမှာဖြစ်တယ်။ကြဆုံးသွားတဲ့ရဲဘော်တွေရဲ့ဆန္ဒအတိုင်း ကျွန်တော်တို့တော်လန်ရေးပြီးဆုံးတဲ့အချိန်ထိတိုက်ပွဲဝင်သွားမှာဖြစ်တဲ့အကြောင်းကျွန်တော်ရဲ့မိဘတွေကိုပြောချခြင်းနဲ့ဒီနေ့ဗီဒီယိုအဆုံးသတ်ပြစေ။နောက်လာတဲ့ဗီဒီယိုတွေကိုဒီထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်။လက်နက်ပေးစစ်ပေးကပ်ပေးနဲ့မေးပေးပါကြောက်အောင်လေကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအိုးချင်းစီတိုင်းဘေးရနေကင်းရှင်းပါကြောင်းလေးနဲ့ဆူတောင်းခြင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါ။